လာစာဖြတ်ခံပေးမိမယ်ရာနုံပြည်တံပါရဲဆွဲအော့ကလတ်စီးတီးဂိုးသမားဘွားစွာနေတဲ့တော့ဂျင်းနဲ့ဆရာကြီးပါပဲအစိမ်းမပြေစရာတွေကလူတိုင်းစီမှာအများပြားရှိနေကြကြမှာဖြစ်ပြီးအစိမ်းမပြေမှုတွေကြားကနေရုံးကန်ကြတာသဘာဝတစ်ခုလိုပဲဆိုရမှာပါစာဝနေရတစ်ဆက်ဝါသနာတစ်ဖက်ဆိုသလိုလူတိုင်းမှာမတူညီတဲ့အစိမ်းမပြေမှုလေးရုံးကန်မှုလေးတွေတော့ရှိတတ်ကြစမြဲပါလူငယ်များစုဖြစ်ချင်တာလည်းဖြစ်နေတာလည်းတွေ့ကြရလားဆိုပြီးတော့မေးကြည့်တဲ့အခါမှာအများစုကကောင်းအခါကောင်းရဲနေပဲဖြေဆိုသွားခဲ့ကြတာများပါတယ် လူငယ်ရအနာကတ်တွေပျောက်ဆုံးနေခဲ့ကြသလိုဖြစ်ချင်တဲ့ဆန္ဒတွေကိုမျိုးသိရင်ဖြစ်တင်တာတွေပဲဦးစားပေးနေခဲ့ကြသူတွေများပါလိမ့်။အလौတက်ပြရင်တမန်ဆက်ဆာပြောနေတရလုံးစာမမန်တူတူပုံသွားနိုင်တဲ့မိသားစုတွေဆိုတာကလည်းအများကြီးပါ။ဒါမှလည်းဝါသနာတော့ဘယ်သူမှဆွန့်လွတ်နိုင်ခြင်းမရှိကြပဲအခွင့်ရလာရင်တော့ရလာတဲ့အခွင့်အရေးကိုစုပ်ကင်သွားဖို့အမြဲလိုလိုစောင့်ဆိုင်နေခဲ့ကြတာပါ။အဲလိုအခွင့်အရေးကိုစောင့်မျှော်နေကြတဲ့လူသားတွေထဲမှာနူးဇယ်လန်မှာရှိတဲ့အလौသမားတချို့ကလည်းပါဝင်နေလို့ဆိုမှာဖြစ်ပြီးအဆိုပါအလौသမားတွေကဘောလုံးအားကစားကိုဝါသနာပါတဲ့တို့ကအလौတစ်ဖက်ဘောလုံးအားကစားတစ်ဖက်နဲ့သူတို့ရဲ့ဘဝကိုဖျက်ဆီးနေခဲ့ကြတာဖြစ်ပါတယ်။ ဲ့လိုဝါသနာအဆင့်ကနေခုဆိုရင်နယူးဇီလန်ကအလုတ်သမားနဲ့ចောင်းသားတို့ချွာကလပ်ကဘာဖလားလို့ပြိုင်ပွဲတစ်ခုမှဝင်ရောက်ရှယ်ပိုင်းကရခဲ့ကြပြီးဥရောပဒေသီကလပ်အသင်းတစ်သင်းဖြစ်တဲ့ဘိုင်မင်းလိုအသင်းအသင်းနဲ့ထိတ်တိုက်ရေဆိုင်ကွင်းမှာရရှိသွားခဲ့ကြပြီးဖြစ်ပါတယ်။ဗီဂန်နီယာစတင်ရှယ်ပိုင်းကစားသွားခဲ့တဲ့ကလပ်ကဘာဖလားပြိုင်ပွဲမှာနယူးဇီလန်ကလပ်အော့ကလန်စီးတီးအသင်းဟာဘိုင်မင်းအသင်းနဲ့ရှယ်ပိုင်းကစားသွားခဲ့ကြပြီးတော့သူတို့ရဲ့ဂျာမန်ဘလူးယူ16ပြတ်ဆွဲရလနဲ့အရှုံးပေးသွားခဲ့ရပါတယ်။အလုတ်သမားတို့ចောင်းသားတို့နဲ့ဖွဲ့စည်းထားခဲ့တဲ့အော့ကလန်စီးတီးအသင်းဟာဘိုင်မင်းလိုဂျာမန်ဘလူးယူနဲ့ရှင်လိုက်တဲ့အခါမှာတော့သူတို့ရဲ့အဆင့်တန်းကအများကြီးကိုကွာအကျက်ရှိနေခဲ့တဲ့အတွက် အခုလိုဆယ်ကိုပြနဲ့ရှုံးနေသွားကြတာတိတ်ပြီးတော့မထူးဆန်းလို့ပဲဆိုရမှာပါ။အော့ကလန်စီးတီးယက်ဇာမအများစုဟာဘောလုံးနဲ့အတမွေးပွမ်းကြောင်းပြုနေကြသူတွေမဟုတ်ပဲတခြားအချိန်ပြည့်အလုပ်ကံတွေကိုလုပ်နေကြသူတွေများပါတယ်။တချို့ဆိုရင်အချိန်ပိုင်းအလုပ်လုပ်နေတဲ့တက်တူတက်ရောက်နေကြတာပါ။အလုပ်ကတစ်ဖက်စားတစ်ဖက်ဆိုမဲ့သူတို့ဝါသနာပါတဲ့ဘောလုံးအားကစားလဲဆလုံးနိုင်ခြင်းမရှိခဲ့တာပဲအခုလိုကလပ်ဘဖလားပြိုင်ပွဲစီကိုရောက်အော့ကလန်စီးတီးဇာမတွေကစွမ်းဆောင်ပြထားခဲ့ကြတာပါ။ကလပ်ဘဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပိုင်ခွင့်ရတဲ့အသင်းအသင်းတွေနဲ့သူတို့ရာပြည်တွင်းလိတွေမှာစွမ်းဆောင်ကောင်းတွေပြသပြီးအောင်မြင်မှုစုဖလားတွေတင်ပိုက်နိုင်ခဲ့ကြတဲ့တော့ ကိုလိုမျိုးဝင်ရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်။အော့ကလန်စီးတီးရဲ့ဂိုးသမားကော်နာထရီစီဆိုရင်ဈေးဝါဆဲဟုံတကူရဲ့ဝဲဟောက်စ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ဒါပေမဲ့ကလပ်ကဘလာမှာသူ့ပြိုင်ဘက်အသင်းရဲ့ဂိုးသမားကဘောလုံးသမိုင်းမှာကြီးတဲ့ခန်းသားဆုံးဂိုးသမားတွေကတယောက်ဖြစ်တဲ့မန်နျူအယ်နော်ယာဖြစ်နေခဲ့ပါတယ်။သူကအခုလိုကလပ်ကဘလာပြိုင်ဘက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တဲ့ပေါ့။အခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။ကလပ်ကဘလာမှာလာကစားဖို့အတွက် annual leave တွေလာစားမဲ့ခွင့်နဲ့အများကြီးပေါင်းယူခဲ့ရတာပါလာစားအဖျက်ခံရတော့ပေးစရာရှိတာလေးပေးဖို့နည်းနည်းတော့အဆင်မပြေဖြစ်သွားတာပေါ့ ဒါပေမဲ့ဘိုင်ယန်တို့ဘန်ဖီကာတို့ဘိုကာဂျူနီယာတို့လိုအသင်းကြီးတွေနဲ့ရှင်ပိုင်ခွင့်ရမယ်ဆိုတာရာနှုန်းပြူတန်ပါရယ်ဗျာဆိုပြီးကော်နာထရီစီကစိုးသွားခဲ့ပါတယ်။နော်ယာပါဝင်ဘိုင်မင်းနဲ့တင်းရဲ့ကစားမိုင်းနဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့တယ်လို့ဥရောပထိပ်တန်းအသင်းကြီးတွေနဲ့ရင်ဆိုင်ခွင့်ရခဲ့တဲ့တို့ဟာအတွေ့အကြုံကောင်းတွေများစွာရရှိခဲ့ကြမှာဖြစ်တယ်လို့မှတ်တမ်းကောင်းတွေကိုလည်းပိုင်ဆိုင်သွားခဲ့ကြမှာဖြစ်ပါတယ်။ဘိုင်မင်းနဲ့လိုအသင်းကြီးတွေနဲ့ရှင်ပိုင်ပြီးတော့ကစားခဲ့ရပြီးအဆုံးရှုံးခဲ့ရပေမဲ့လည်းအော့ကလစီတီကစားမိုင်းတွေအတွက်စိတ်ပျက်စရာကောင်းတဲ့ပွဲတွေဖြစ်ခဲ့မှာမဟုတ်ဘဲနဲ့ဘဝရဲ့မှတ်တိုင်တွေကမှတ်တိုင်ကောင်းတစ်ခုဖြစ်နေထင်ကြံသွားတော့မှလည်းပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီကြဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာစုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်